ခါကမွေးမိသားစုကပို့လိုက်တဲ့စာဖြစ်မယ်လိုဒီတို့ဘာလို့ဆိုဒီတိုင်းပဲကျွန်မရှင်မှာမဆားတာပါမဆားရင်လည်းကြိုက်တဲ့ခါကျတော့သူကလေစေတနာနဲ့သူအဲလိုက်လွင့်ပြီးမှလှုပ်ပေးတဲ့ဟာလေးတွေဆိုရင်အောက်ကနေဟိုညီမလေးချူးလေးတို့ဘာလို့ပေါ့နော်အစုံမြင်တဲ့လူတွေကကြတော့ဒီစာဖြေလေးကိုစားခြင်းစပွဲဖြစ်တာဆိုတော့လေ အာဘာအခက်ကျင်းငွေမှမယူဘဲနဲ့သူတို့ကြော်ညာပေးတာပါကျေးဇူးအများကြီးတင်ပါတယ်ညီမလေးမယ်လိုဒီတို့ရောဒီအဓိကပေါ့လေဒီမတ်ချောတို့ဘာတို့ဟိုကိုရဝေတို့နော်ကိုညီထွတ်ခေါင်တို့ဘာတို့ဆိုရင်ကျမရဲ့အာသမင်းဆိုင်မှာဆိုရင်ဘာအခက်ကျင်းငွေမှယူပြီးမှကြော်ညာပေးတာမဟုတ်ပါဘူးဒီတိုင်းသူတို့စားကောင်းလို့ညီမောင်စမ်းချောင်းတို့ဆိုရင်ဒါမျိုးမျိုးဆန်နေကျော်တို့ဆိုရင်ဒါ ဘာအခက်ကျင်းတွေမှာမယူဘဲနဲ့ကျမကိုဒီဟာလေးကြော်ညာပေးတာပါဒီကနေ့ကျမကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်ဟုတ်တချို့ကဝိတ်ချခြင်းတဲ့လူတွေအတွက်ကြတော့လေဒီဆန်နဲ့လုတ်ထားတဲ့ဒီဟာလေးဟောဆန်ဆိုပေမဲ့ပေါ့လေဆန်ကြမ်းနဲ့လုတ်တဲ့ဟာတွေပေါ့ဒီဟာတွေကအဲ့ဒါမျိုးဆိုတော့တချို့တွေကြိုက်ကြတော့ကျမကချင်ပြည်နယ်အစားအစာဆိုရင်ဟိုအကုန်ရောင်းပေးရပါလေဒီမှာကချင်မှာရတဲ့ဟိုမြစ်ချင်ကြော်လေးတွေကအစားဒီစာပြေလေးတွေကအစားပေါ့လေလှုပ်ပေးတာပေါ့တချို့ကကြတော့ဒါလေးဆိုမြစ်ချင်သားသွားမှစားရတာလို့ရှိတယ်လေ အဲကျွန်တော်တို့ကချင်ရောက်မှစားရတာတို့အခုဆိုရင်ရန်ကုန်မြို့မှာလည်းအများကြီးသူများလည်းရောင်းနေပါပြီအားလုံးလေဒါလေးကိုဒီမုံဖတ်နဲ့လေသူကနေစားမှာသူကအသူကကျတော့ဒါကတော့ဒီနေ့ကတော့ဝက်သားနဲ့ပဲကျွန်မလှုပ်ထားတယ်ဒါပေမဲ့လို့ဝက်လည်းရတယ်အမဲလည်းရတယ်နောက်ပြီးတော့ငါးလည်းရတယ်ငါးဆက်ပြည့်လည်းရပါစေဟုတ်မပြောဘူးပေါင်းဆိုတာကျွန်တော်တို့ကချင်ပြည်မှာဆိုငါပြောဘူးပေါင်းလို့ဟင်းလော်တို့တွေအများအားကျွန်တော်တို့ဒီ site မှာအများအားထည့်ပါတယ်အဲ့ဒါလေးပါခါကျကျွန်မလက်ဆောင်ထည့်ပေးတာပါစေဟုတ် ူကလေကချင်အစားစာလေးကိုစားရမယ်ဆိုရင်ဒါလေးဟိုစားလို့ရအောင်လို့လေအဲ့လိုလက်ဆောင်ထည့်ပေးတာပါတက်သိန်းပေါင်း3000ကျော်တန်ဖိုးရှိတဲ့ YCBNC ရဲ့လန်လန်လန်ခဲချစ်ကန်ဆတ်မဲ့အစီအစဉ်မှာပါဝင်ပြီးအလန်းစားစုလက်ဆောင်တွေကိုရယူလိုက်ပါ iPhone 16 Pro နှလုံး motorcycle 10သည်35000စတဲ့ငွေသားစုမဲတဲ့အပြီး YCBNC စစ်ကတ်တွေကိုရယူကန်ဒူးနိုင်မဲ့အခွင့်အရေးကြီးဖြစ်ပါတယ်။ဒီဆက်ရစေးဆိုင်မှာ YCBNC ကိုဝယ်ဘူးကိုမှာပါတဲ့ catchy campaign တွေကိုဖြစ်ပြီးတော့ dancer စုလက်ဆောင်ကိုအခုပဲရယူလိုက်ပါ။ YCBNC စစ်ကတ်ကိုဝယ်ပြီး catchy campaign တွေကတ်ကိုတိုင်မှတောင်းနေဖို့မင်းနဲ့ဝင်။ခုံအားပြည့်ဝကျမ်းပါဖို့ YCBNC တောက်ကြစို့။ ူကလေဒီမုတ်ဖက်လေးရကိုမှသူကဒီစပြဲမှာလေဒါမုတ်ဒီဘက်လည်းမဟုတ်ပါဘူးဒါဆန်လေးနဲ့ပြုတ်ထားတဲ့ဒီကချင်ကပေါ့မြင့်ချနာမှာတဲ့ဒီကလေးစပြဲဘက်လေးသူကသူရဲ့အနံ့လေးကိုနမ်းကြည့်လို့ရှိရင်သူကဘာနာမှမရဘူးသူကဆန်လေးနဲ့လှုပ်ထားတဲ့အတွက်ကြောင့်မုတ်ဒီဘက်အနံ့မရဘူးပေါ့သူကဟုတ်မြင့်ချနာကိုမာရတာကျွန်တော်ကဒီဟာရောက်ဖို့အတွက်ကိုဒီဟာကြီးပဲမဟုတ်ဒီတောင်ကျူးလေးတွေရော အခုကရန်ကုန်မှာလည်းဝယ်လို့ရပါတယ်ဒါပေမဲ့ဟိုတရုတ်တန်းထီသွားတဲ့ခါလေးပေါ့ကျွန်တော်တို့ကအဲ့လိုမျိုးတော့မသိဘူးဒီစာပြေဆိုတာမုတ်ဖက်လေးနဲ့စားရတာရယ်ပြီးရင်ကျွန်မရောင်းတာကဝက်ဆလတ်ဆိုတာလေဒီမုတ်ဖက်လေးနဲ့ပဲရောင်းတာဝက်သားဆလတ်လေးအသားအိုးလေးနဲ့ကင်ပြီးရောင်းတာအဲ့ဒါရယ်ဒီဟာလေးတွေရယ်ကျွန်မရောင်းတယ်ဘာဖြစ်ဆိုတော့တချို့ကဝိတ်ချခြင်းတဲ့လူတွေအတွက်ကြတော့လေဒီဆန်နဲ့လုတ်ထားတဲ့ဒီဟာလေးဟောဆန်ဆိုမဲ့ပေါ့လေဆန်ချမ်းနဲ့လုတ်တဲ့ဟာတွေပေါ့ဒီဟာတွေကအဲ့ဒါမျိုးဆိုတော့ တချို့တွေကြိုက်ကြတော့ကျွန်မကချင်ပြည်နယ်အစားအစာဆိုရင်ဟိုအကုန်ရောင်းပေးရပါလေဒီမှာကချင်မှာရတဲ့ဟိုမြစ်ချင်ကျော်လေးတွေကအစားဒီစာပြေလေးတွေကအစားပေါ့လေလှုပ်ပေးတာပေါ့ဟုတ်တချို့ကကြတော့ဒါလေးဆိုမြစ်ကျင်းသားသွားမှစားရတာတို့ရှိတယ်လေအဲကျွန်မတို့ကချင်ရောက်မှစားရတာတို့အခုဆိုရင်ရန်ကုန်မြို့မှာလည်းအများကြီးသူများလည်းရောင်းနေပါပြီအားလုံးလေဒါလေးကိုဒီမုံဖတ်နဲ့လေဟိုနဲ့စားမှသူကအဲသူကကြတော့ဒါကတော့ဒီနေ့ကတော့ဝက်သားနဲ့ပဲကျွန်မလှုပ်ထားတယ်ဒါပေမဲ့လို့ ဝက်လည်းရတယ်အမဲလည်းရတယ်နောက်ပြီးတော့ငားလည်းရတယ်ငားဆက်ပြဲလည်းရပါရှင်ဟုတ်အဲတန်ရှင်းမှုဝိုင်းကတော့ကြီးကြီးကတော့ဂယုတော့စိုက်နေတာပေါ့နော်ဟိုပါလေအားလုံးအဆင်ပြေအောင်တော့လုပ်နေတာပေါ့ဒါပေမဲ့တခုတလေလက်ချော်တာလေးတော့ရှိတာပေါ့နော်သမင်းဆိုင်မှာဆိုတော့လေတခါတလေကြတဲ့လူတွေလာတယ်ဗျာကျွန်တော်တို့အရန်ကြီးကိုစပွဲမတော့ရသေးတာတို့ဘာလို့ဆိုတာညစ်ပတ်တာတော့မဟုတ်ပေမဲ့လို့အခုရောက်လို့အခုကျွန်မဖက်ရှင်မလုပ်ရသေးတာအဲလုပ်ပြီးရင်ဒါသဝိုင်းလုပ်ပြီးရင်သဝိုင်းပေါ့နော် အဲအခုပြောပြတာဆိုတာတက်ရှင်းဆိုတော့အရန်တော့ဂယူးစိုက်ပါတယ်ဒါပေမဲ့လိုအပ်ချက်လေးရှိရင်လည်းအကြီးကြီးကိုဖြည့်ပြီးမှသွေးပေးပါလို့အဲ့ဒါပြောချင်တာပါဟုတ်အဲ तू ကကျတော့ဓာတ်တွေပဲထည့် तू ကအဓိကတော့အဲ့စာပြေထဲမှာကျတော့လေဒီမြင့်ခွာလေးတွေပါလေထည့်စားတာပေါ့ तू ကဒီ तू အချင်းမှာအဓိကတော့ဒါအချင်းအဓိကပါတဲ့ကဘာလဲဖက်ဖယ်တို့ဘာတို့လေအဲမျိုးလေးတွေနဲ့တောင်ကျူးလေးတွေနဲ့ तू ကကချင်အဲ့ဒီစာပြေအည်လေးနဲ့ဖြော်ထားတာပါဒါကကျတော့ဟေးဒီတို့ဘာတို့နဲ့လေဒါလေးကိုဒီဟာနဲ့ စားမှာပေါ့အဓိကတော့အဲသူကကချင်ကနေလာတယ်ညီမလေးစားဖြဲအေးရလေမြင်ချင်လာမှလေဆိုကျွန်တော်တို့ဒီစားဖြဲကိုလောက်လောက်တော့မယ်ဆိုသူ့အေးလေးတွေဘူးအခုကျွန်မကမရှိတော့လို့တကယ်ဆိုပြပေးခြင်းနဲ့အဲ့အေးစားဖြဲအချင်းရေလေးနဲ့ကျွန်တော်တို့လောက်တဲ့ဟာပေါ့အဲ့ဒါလေးကတော့ဒါဒါတော့ဒါကျွန်မသူများမှာဟားလို့လေပို့ရမယ်ဟာအဓိကတော့မုံဖက်နဲ့အချင်းကတော့အဓိကပေါ့သူကလေဒီဝက်သားနဲ့တပန်းကသူက၄တောင်းခွဲပါ သူက6တောင်းခွဲတာလည်းရှိတယ်ကျမတို့ကဒီမှာသူဟိုအရန်အစာတွေလေဒါအခုပို့မဲ့ဟာကိုကျမတို့ထည့်မှာပေါ့ဒါ6တောင်းခွဲတာလည်းရှိတယ်အဲ6တောင်းခွဲတာ9တောင်းတာမှာအသား2မျိုးထည့်ပေးရလည်းရှိတယ်သူကမာတဲ့ပုံမှာပေါ့ညီမအသား2မျိုးရခြင်းလို့အဲ့ဒီ9တောင်းတာမှာအသား2မျိုးထည့်ပေးပါဒါမို့ငါးနဲ့မာမယ်ဆိုရင်ငါးကတကောင်လုံးကိုကြော်ပေးတယ်အဲ့ဒါကြတော့ကျွန်တော်လေးတောင်းခွဲယူပါရစေဟုတ်ပြီးတော့ဓာရီမစားခြင်းမို့လူကလည်းနည်းနည်းလေးမို့လို့နော် စမ်းဖြစ်ဘူးတမီးလူကနည်းနည်းလေးမိုးလို့ဟိုပါလေဘူးလေးနဲ့ပဲစားကြတယ်တဘူးကို1000တန်လည်းမလို့ရပါတယ်ကျမရှင်မဟုတ်အဲ့ဒါလည်းဒီတိုင်းပဲပါတာသူကဘူးလေးတစ်ထည့်ပေးလိုက်တာနဲ့ညော့သွားတာဟိုမလဲအသားတွေပိုင်းနည်းနည်းညော့သွားတာပဲရှိတာဒီပုံစံအတိုင်းမှာပဲရှင်ဟုတ်ဟုတ်နေ့စဉ်ကျမ3နာရီရဲ့နောက်ပိုင်းကိုအခုစိုင်စားတွေကိုလည်းလက်ခံနေပြီပြီးတော့ခါကြတော့ဒီပတ်ဆက်တွေလည်းပို့နေပါရှင်ဟုတ်ဒီစာပြေတွေကြီးပဲမဟုတ်ညနေပိုင်းဆိုကျမတို့အဲ့ဒီဝက်ဆလတ်လေးတွေကျမကြော်ညာထားတာရှိတယ် ဒါပေမဲ့လူတွေကလေအစင်နဲ့အစားတဲ့ဟာလေးကိုကြိုက်တယ်ဆိုရင်တော့ဒီစားပြေကအတင်းတော်ဆုံးပဲသူအချင်းလေးနဲ့စားရုံပဲပေါ့ဆိုင်မှာပဲလာစားစားပါဆယ်ပဲမှာမှာစားလို့ရပါတယ်ရှင်ဟုတ်စားပြေကတော့ကျွန်မဒီစိုက်ဖွင့်မှလောက်တာရှင်ဒီစိုင်ကိုစားဖွင့်မှဒီစားပြေတွေကိုစားဖွင့်ပြီးတော့တောင်မှလေ9လလောက်အလောက်မှကျွန်မစားလောက်တာတရားတွေကဘာဖြစ်လို့လဲဆိုတော့ဟိုပထမကကျွန်မဟို online ကနေပို့တော့ကကျွန်မရောင်းထားတဲ့အချိန်ရှိတော့လေ online မှာလေစိုက်မဖွင့်ဘူး ်မွေးမိသားစုမြန်မာထင်းဆိုင် page ကနေပြီးမှဒီဟာလေးတွေကြော်ညာပြီးကျမပို့ရတယ်တချို့ဆိုရင်မွေးနေ့ပွဲတွေပါတွေဟို7ဘန်းတို့15ဘန်းတို့အဲ့လိုမာတာတွေလည်းကျမ like ပေးပါတယ်လုတ်ပေးပါတယ်ချက်ဟုတ်ဒါလေးကတော့ဝက်နဲ့ပေါ့ဒီကဟွန်းမပြောဘူးပေါင်းဆိုတာကျွန်တော်တို့ကချင်ပြည်မှာဆိုငါပြောဘူးပေါင်းလို့အင်းလော်တို့တွေအများအားကျွန်တော်တို့ဒီ site မှာအများအားထည့်ပါတယ်အဲ့ဒါလေးပါခါကျကျွန်မလက်ဆောင်ထည့်ပေးတာပါရှင့်ဟုတ်သူကလေကချင်းအစားအစာလေးကိုစားရမယ်ဆိုရင်ဒါလေးစားလို့ရအောင်လို့လေ အဲ့လိုလက်ဆောင်ထည့်ပေးတာပါဒီစပြေကိုမာမယ်ဆိုလို့ရှိရင် အမဲသားနဲ့လည်းမာလို့ရတယ်အဲ့ဒီသူကဘန်းကြီးဆိုရင်အမဲသားထဲမှာဆိုအမဲသားရောအမဲအကျော်လေးတွေရောသူကပါပါတယ်နောက်ဗန်သေးဆိုအမဲသားတစ်မျိုးနဲ့လေအဲ့ဒီတကယ်လို့အမဲအကျော်ထည့်ကျင်တယ်ဆိုတော့ထည့်ပေးတယ်သူရဲ့ quality အဟိုကလေအတူတူပဲဒါပေမဲ့နဲသွားတာနဲ့များသွားတာလေးပဲကွာတာပါသူဗန်းကြီးတွေဗန်းသေးတွေပြီးတော့အာလူနည်းနည်းလေးနဲ့ကျမတို့စားကျင်တဲ့လူကြားနှစ်တောင်းတန်ဘူးလေးတွေမာလို့ရပါတယ်ရှင်ဟုတ် စာပြေမှာတိမရှိမှာဝက်တွေချက်တွေပေါ့အမဲတွေမစားတဲ့လူတွေကကြတော့လဲငားနဲ့လဲမာလို့ရပါတယ်စာပြေကိုဒါပေမဲ့မနေ့ပိုင်းတော့ကျွန်မမရပါဘူးထမင်းရောင်းတဲ့အတွက်ကြောင့်မလို့၃နာရီရဲ့နောက်ပိုင်းမှာဆိုစာပြေမာကျင်တဲ့လူတိုင်းအ၃နာရီကနေစပြီးမှကျွန်မကိုမာလို့ရပါပြီညနေ၅နာရီ၆နာရီထိကျွန်မပို့ပေးပါတယ်တလီလဲပို့တယ်ဆိုင်မှာလဲလာစားလို့ရပါတယ်ရှင်စာပြေမှာပါလာတွေကတော့သူကတော့ ဟိုအဓိကတော့မြင်းခွာလေးတွေဒီဆလတ်လေးတွေဆိုတော့အသူကအရွက်ကလေးနဲ့စားရတာပုံပြီးမှအဆင်ပြေတော့ကျွန်တော်တို့အဲ့ဒီအားလေးတွေသခွားဒီလေးတွေခါကျဲဥလေးတွေပေါ့အဲ့ဒါလေးလည်းထည့်ပေးတယ်ပြီးတော့ခါကျတော့ဟိုမုံဖတ်ပေါ့အဓိကတော့မြင်းချနာနေကျွန်တော်တို့မာထားတဲ့ဆပ်ပြေဘတ်ကလေးနဲ့လုတ်ထားတဲ့ဒီ ဘန်းလေးတွေပေါ့အဲ့ဒီကျမရဲ့အဲ့ဒီ9000လို့6000ခွဲတန်းလို့ဘန်းတွေမှာတဲ့အထဲမှာကြတော့ကျွန်တော်တို့တစ်ခါတည်းမြစ်ကြော်လေးတွေပါတယ်မပြောဘူးပေါင်းလေးတွေပါတယ်တစ်ခါတည်းကြလို့ရှိရင်ဟိုဝက်တွေကြီးပဲဆိုရင်ငါးလေးငါးလေးကိုအချင်းလို့မီးအောင်ထားတာလေးပါအဲ့ထဲမှာထည့်ပေးပါတယ်ရှင်ဟုတ်တကယ်လို့၄တောင်းခွဲတံကတော့အသားတစ်မျိုးပဲပါမှာပေါ့နော်။သူကအမဲဆိုအမဲ၊ဝက်ဆိုဝက် သူက5ဆုံ5ချက်ဆိုစဲအကုန်လုံးကို3နိုင်ရဲ့နောက်ပိုင်းမှာကျမလုတ်ပေးပါတယ်။ဒါပေမဲ့ကိုက3နိုင်ကြီးမှာခွတိစားကျင်တယ်ဆိုတော့ကျမကို12နိုင်လောက်ခဲရဖုံးနဲ့ဟိုဟာလေအော်ဒါတင်ထားလို့ရပါတယ်ရှင်။ဟုတ်လာစားကြရဆိုစားကောင်းတယ်လို့တော့ပြောတာပေါ့နော်ဒါပေမဲ့လည်းကိုရှိမှလည်းချွေးချင်းချက်ကတော့ရှိမှာပါဒါပေမဲ့စားတဲ့လူတွေရဲ့ဟိုပါလေသူတို့အတိဆုံးပဲဖြစ်မှာပါကျမတို့စားပြက်လေးရဲ့စားကောင်းတယ်မစားကောင်းဘူးဆိုတာအစားပေါ့ဒီဟိုပါလေထွက်တဲ့အချိန်ကျရင်တော့အောင်းရတယ်သူ comment မှာလေးတွေတော့သူလာမှာပါဒီစပြစာမှုတဲ့လူတွေလည်းအများကြီးရှိတာကိုကျွန်တော်ချိန်မှာဟုတ်။အော်လာစားလို့ရှိရင်ပေါ့။အဲကျွန်တော်တို့ကဒီအရွက်တို့ဘာလို့ဆိုတော့အကုန်လုံးစိတ်ကြောပြီးမှတတ်ဆင်ထားတယ်။လာစားပြီဆိုတာနဲ့တပိုင်းနဲ့ခဏတော့စောင်းရမယ် order မမထိုင်းရင်ကတော့ဒီ site မှာအခုဝယ်စားမယ်အခုလုတ်ပေးဆိုတော့ကျွန်တော်တို့ကို15မိနစ်မိနစ်20ရတော့စောင်းရပါမယ်။ဘာဖြစ်လို့လဲဆိုတော့သူကအချင်းကို အာလလဆဆချိတ်ပေးတဲ့အတွက်ကြောင့်ပေါ့ဗျလေဒီအရွက်တွေငရုတ်သီးတွေဘာတွေအချင်းတွေအကုန်လုံးချိတ်ပြီးမှကျွန်တော်တို့ကလုတ်ပေးတာပါဒီစာပြေခြင်းအရေးတွေပါရင်နဲ့လေဟုတ်ဟုတ်ကဲ့ပါရှင်ဟုတ်ဒီစာပြေဘတ်တွေရောစာပြေချင်းအကုန်လုံးကမြစ်ကျနာနေပဲမှတာပါရှင်ဟုတ်အခုတော့အဲမြစ်ကျနာတညင်းနီးဆိုရင်နော်အကုန်လုံးကြိုက်ကြတဲ့နောက်လာမှာမြစ်ကျနာတညင်းနီးတွေရောက်ပါမယ်နော်ဟုတ်ဒီကတော့ညီမလေးရော မယ်လိုဒီတို့ဘာလို့ဆိုဒီတိုင်းပဲကျမရှင်မှာမာဆားတာပါမာဆားရဲ့နဲ့ကြိုက်တဲ့ကကြတော့သူကလေစေတနာနဲ့သူလိုက်လွင့်ပြီးမှလှုပ်ပေးတဲ့ဟာလေးတွေဆိုရင်အောက်ကနေဟိုညီမလေးချူးလေးတို့ဘာလို့ပေါ့နော်အစုံမြင်တဲ့လူတွေကကြတော့ဒီစာဖြေလေးကိုစားခြင်းစပွဲဖြစ်တာဆိုတော့လေသူကသူကိုယ်တိုင်မယ်လိုဒီကနေပို့ပေးတာပါသူစီကအောက်ကနေဟိုသူနဲ့ခင်မြင်ရင်းနှီးတဲ့လူလေးတွေကိုဆိုရင်ဒါညီမလေးမယ်လိုဒီကိုယ်တိုင်ပို့ပေးတာပါရှင်ဟုတ်သူတို့ကလည်းဟိုကြိုက်ကြတဲ့ခါကျတော့ ဒါဘာအခက်ကျင်းငွေမှမယူဘဲနဲ့သူတို့ကြော်ညာပေးတာပါကျေးဇူးအများကြီးတင်ပါတယ်ညီမလေးမယ်လို့ဒီတို့ရောဒီအထိကပေါ့လေဒီမတ်ချောတို့ဘာတို့ဟိုကိုရဝေတို့နော်ကိုညီထွက်ခေါင်တို့ဘာတို့ဆိုရင်ကျမရဲ့အာသမင်းဆိုင်မှာဆိုရင်ဘာအခက်ကျင်းငွေမှယူပြီးမှကြော်ညာပေးတာမဟုတ်ပါဘူးဒီတိုင်းသူတို့စားကောင်းလို့ညီမောင်စမ်းချောင်းတို့ဆိုရင်ဒါအကုန်လုံးကဟိုမျိုးမျိုးမျိုးဆန်နေကြော်တို့ဆိုရင်ဒါ ဟာအခက်ကျင်းငွေမှမယူဘဲနဲ့ကျမကိုဒီဟာလေးကြော်ညာပေးတာပါဒီကနေ့ကျမကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်ဟုတ်အညီမလေးချူလေးရပါလေဟိုညီမလေးချူလေးအခုဒီရက်ပိုင်းတွင်းမှာကိုမဒီစားတာလေးကိုတင်ထားတာအတွေ့ရပါတယ်ညီမလေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ညာစားကောင်းတယ်လို့ပြောပေးတတ်တယ်လေအမားတို့ကပီပီလည်းဖြစ်ရပါတယ်အမ် ချစ်လဲချစ်ပါတယ်လူကြီးကနေပြောချင်ပါတယ်အကုလုံးကိုပေါ့နော်ကျမရဲ့ဟိုအားပေးတဲ့လူရောမအားပေးတဲ့လူရောကျမကိုမအားပေးတာပဲရှိတာဒီ Facebook ကနေတော့တွေ့နေတာတွေကတော့အကုလုံးကျမကို Facebook ကအားပေးနေတဲ့လူလည်းရှိတယ်ဆိုင်မှာကိုယ်တိုင်လာရောက်အားပေးနေတဲ့လူလည်းရှိတယ်အားလုံးဘယ်လိုပဲအားပေးပေးအားလုံးကိုယေရှုအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်ဟုတ်သားတွေကျမတို့လက်လက်ဆက်ဆက်ဖြစ်အောင်ကတော့ကျမဒီနေ့မနေ့မှာတယ်ပေါ့နော် ဒါတလေဒီနေ့မနဲ့မာတယ်ဒီနေ့မနဲ့လှုပ်ရတယ်ဆိုတော့ခါကျတော့ညနေ3နာရီမှပို့မယ်ဆိုရင်ကျွန်မ3နာရီမှပဲပို့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်မဒီနေ့မှဒီနေ့လှုပ်ရတဲ့အတွက်ကြောင့်မလို့ကျွန်မစောင့်ပေးရပါတယ်။ပြီးရင်မနဲ့ပိုင်းကကျွန်မမှသမင်းရောင်းတဲ့အတွက်ကြောင့်မလို့ဒီစာဖြေကိုကျွန်မမလှုပ်ပေးနိုင်သေးပါဘူး။အခုလူရဲ့လူအင်အားလည်းန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 ေတဲ့အတွက်ကျွန်မအမဆုံတော့စိုက်မှထည့်ရောင်းရင်လည်းလာစားမဲ့လူတွေရှိနေပါတယ်။အခုကစာဖြေတွေပါရဟုတ်ကဲ့ပါ။ ုတ်ကဲ့ကျမတို့ဒီစာပြေနဲ့ကချင်အစားစာလေးတွေကချင်မြန်မာအစားစာလေးတွေပေါ့နော်ဒီသမင်းဟင်းအားလုံးမာဂျင်နဲ့ဆိုရင်ကျမတို့၄တောင်တင်းနေ၈တတက်ကနေဆက်ပြီးမှလည်းမာယူနိုင်ပါတယ်ဒါမဟုတ်ရင်တော့မွေးမိသားစုမြန်မာသမင်းဆိုင် page ကနေလည်းမာယူနိုင်ပါတယ်အဲကျွန်တော်အခုဒီမှာရောင်းနေတဲ့လိပ်စာလေးကတော့တောင်ဥကလာ၄ရက်ကွက်ပါ၄ရက်ကွက်စာက၁၆လမ်းထိပ်မှာကျမဒီစိုင်လေးပေါ့လေမွေးမိသားစုမြန်မာသမင်းဆိုင်လေးကိုကျမဒီမှာဖွင့်နေတာပါ ကျွန်မဆိုင်ကိုလာမယ်ဆိုရင်ဒါမနေ့ breakfast ကအခုတင်းငွေတွေနေရစပြီးမှဆိုရင်ကျွန်မ breakfast စာလေးလည်းရပါမယ်လို့ပြောချင်ပါတယ်အဲလာပေးပါဦးနော်